အောက်ဖွင့်ကျင်တယ်ဘယ်လိုဖွင့်ရမလဲစာအုပ်ကဗီဇာမထူရသေးဘူးတော်ထားရလည်းမရသေးဘူးဆိုတော့ okay ဒီလိုမျိုးပုံစံတူ comment နဲ့ကျွန်တော်စီမှာအများကြီးလာမှန်းတယ်ဒါ true money နဲ့ပတ်သက်ပြီးတော့ပြောတာဖြစ်ပါတယ် okay ကျွန်တော်ပြောချင်တာက true money အကောက်တွေပေါ့နော်အဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီမှာသိထားမှာတကူက passport စာအုပ်ရှိတယ်ဆိုရင်ကျွန်တော်တို့ဖွင့်လို့ရတယ် level 1တော့ဖွင့်လို့ရတယ်ဗီဇာမတော်သေးရဖြစ်တဲ့အတွက်ကြောင့်မလို့ level 2တော့မရဘူးဒါပေမဲ့ကျွန်တော် level 1ဆင့်ဖွင့်လို့ရတယ်ဗျာ ပြီးလို့ရှိရင် level 2တင်ဖို့အတွက်ကကျွန်တော်ခဏခဏပြောပါတယ် level 2တင်မယ်ဆိုလို့ရှိရင်ကိုစီမှာပန်းရောင်ကန်ဒါမှမဟုတ်ရင်စမက်ကန်အဲ့ဒီနှစ်ခုကတော့ကျွန်တော်တို့တော်တော်များများဒီလူတွေစီမှာရှိတယ်ဗျာဒီနှစ်ခုရှိပြီဆိုတော့ကျွန်တော်တို့က level 1အောင်ပြီဆိုရင် level 2ကိုအဲ့ဒီကန်နှစ်ခုနဲ့ကျွန်တော်တို့ဒါအစားထိုးပြီးတော့ level 2ပြင်သွားလို့ရတယ်အဲ့တော့ကျွန်တော်တို့သိထားမှာအာ passport မှာကျွန်တော်တို့တက်တန်းရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဖွင့်လို့ရတဲ့ two money card က အဗီဇာမတော်သေးတာမတုံးမထူပါသေးတာကပြဿနာမရှိဘူးအဲ့ဒါက level 2တင်ဖို့အတွက်ပဲခက်ခဲဖြစ်တာကျန်တာကဘာမှမဖြစ်ဘူးအဲ့တော့အတိတာမှာ passport မှာတရက်ရှိရင်ဖွင့်လို့ရတယ်တရက်မရှိဘူးဆိုရင်တော့ဖွင့်လို့မရဘူးအဲ့ဒါလေးကိုတခြားကယူဆိုင်ပြပါစာအုပ်တရက်ဆိုတာကျွန်တော်တို့ရှေ့မှာလူပုံပါတဲ့ဆက်မြင်တာမှာပါတဲ့အာနေရာမှာကြည့်လို့ရတယ်เนาะအဲ့ဒါစာအုပ်တရက်မှာ visa ဆိုတာတော့ကျွန်တော်တို့နောက်မှာတုံးထူလာတဲ့အောက်ပြတော့ဖြစ်ပါတယ် โอเคလောက်စတော့နားလိုက်မယ်ထင်ပါတယ်20 count တွေနဲ့ပတ်သက်ပြီးနောက်သိချင်တဲ့ကြောင်းအလေးရှိတယ်ဆိုရင်ဗီဒီယိုရဲ့ comment မှာထပ်ပြီးတော့အမိလာလို့ရတယ် account တွေဖွင့်နေတယ်ဆိုရင်တော့ကျွန်တော်စီမံကာမရာရောက်မြင်မြန်ပြီးတော့ဖွင့်လို့ရမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ